နေထွက်လာပြီဆိုတာနဲ့ဒီမျိုးလေးကအရန်ကိုပူလောင်လာပါတယ်။တန်တက်ဘောဆိုတဲ့ အီရဲမျိုးဆိုတဲ့နာမည်ကနေကံပေါ်ဆိုတဲ့ပူရဲမျိုးဆိုပြီးတော့နာမည်ပြောင်းပြီးခေါ်တင်ပါတယ်ဒီမှာလေးကိမုတ်ဖုတ်မယ်ဆိုရင်တော့မှမီးဖို့မလို့ဒီတိုင်းနေရာအောက်မှာပေါမုတ်တထားလို့ရှိရင်ဒီတိုင်းပွားလာလိမ့်မယ်တဲ့ဟေးချန္ဒာမေမူဟန်ကအခုထိမပြန်လာသေးဘူးနော်ဟုတ်လားငါလည်းမသိပါဘူး तू ကလေးရက်လောက်ကြာမယ်လို့ပြောထားတယ်ဒါပေမဲ့အခုကတော့ရှေ့ရတောင်ကြာနေပြီမြေပိုင်ရှင်ကသူ့ကိုဘာတွေများခိုင်းထားလို့လဲမှမသိတာဒီအပူချိန်နေဆိုလို့ရှိရင်တော့ तू အစားအသောက်ကောက်ကောင်းတော့စားနိုင်ပါမလားမသိပါဘူး ပြင်းထန်လွန်လာတဲ့အပူချိန်ကြောင့်တန်တာကပေါ်မှာရှိတဲ့ရွာသူရွာသားတိုင်းဟာအပူတံကိုအလူလိမ့်ခံစားနေကြပါတယ်။ဂျန်နဂီရဲ့မိသားစုကအရန်ကိုဆင်းရဲတယ်။မူဟန်ကတော့တင်းငါလို့တမားဖြစ်အလုပ်လုပ်ရတယ်။လွန်ခဲ့တဲ့ရှေ့ရက်တုန်းကဒိုလာကပေါ်မှာရှိတဲ့လေပိုင်ရှင်ရဲ့လေမှာအလုပ်လုပ်ပေးဖို့သူစတင်ပြီးတော့ထွက်ခွာသွားခဲ့ပါတယ်။ဒီနေ့မှဆိုရင်တော့မူဟန်ကသူ့ထက်အသက်အများကြီးကြီးတဲ့အလုပ်သမားတစ်ယောက်နဲ့စကားစတင်ပြောမိခဲ့တယ်။အဲ့ဒီအဖိုးကြီးကဒီနေ့မှနေမကောင်းထိုင်မသာဖြစ်နေခဲ့တာပါ။မူဟန်ကသူ့အတွက် ်ပဲအလုပ်လုပ်ရမှာဆိုပေမဲ့အဖိုးကြီးအတွက်ပါသူရောပြီးအလုပ်လုပ်ပေးလိုက်တယ်။ဒါကိုမြင်တဲ့အချိန်မှာအဖိုးအိုးရဲ့မျက်လုံးထဲကနေမျက်ရည်တွေကစီးကျလာခဲ့ပါတယ်။နောက်ထပ်ရဲ့အနေငယ်ကြတဲ့အချိန်မှာတော့မိုဟန်ကဒီနူးလို့ခေါ်တဲ့အလုပ်သမားအတွက်အလုပ်တွေလုပ်ပေးနေခဲ့တယ်။မိုဟန်ငါသားငါသားဦးလေးကိုကူညီနေခဲ့တာအခုဆိုရင်ရပောင်းများစွာကြာနေခဲ့ပြီ။ငါတခုပြောမယ်ဆိုရင်ငါသားစိတ်မရှိပါနဲ့နော်။ဟာမစိတ်မရှိပါဘူးဦးလေးရဲ့ပြောပါပြောပါ။ဦးလေးကကျွန်တော်ဖေရွယ်လောက်ရှိနေပြီ။ ျွန်တော်တို့အဖေမရှိတော့ဘူးဆိုတော့ကျွန်တော်တို့လည်းအဖေလိုပါပဲဦးလေးပါလို့ချင်လဲပြောလေမဟန်ဦးလေးကအသက်လဲကြီးလာပြီငါသမီးဖြစ်တဲ့ကုဆမ်အတွက်အရန်ကိုစိတ်ပူတယ်ဦးလေးတို့ခုဖြစ်သွားလို့ရှင်ငါသမီးလေးအကူရမရှိတော့မှအရန်စိတ်ပူတယ်ကုဆမ်ကိုလည်းလွန်ခဲ့တဲ့ရက်နေငယ်တုန်းကမင်းမြင်ဖူးပါလိမ့်မယ်သူကအင်တာမှုကိုနိုင်နိုင်နေနေစီမံခန့်ခွဲနိုင်တယ်မင်းသူ့ကိုလက်ထပ်ပေးလို့ရနိုင်မလားငါမင်းကိုတိုက်တွန်းနေတာမဟုတ်ဘူးနော်ဖိအားပေးနေတာမဟုတ်ဘူးမင်းရဲ့သဘောထားကိုသိချင်လို့ကြံလှမ်းတာပါ ခုလေကွန်ဆန်ကအရန်ကောင်းနေစွာသိပါတယ်ကျွန်တော်မိဘတွေနဲ့ပထမဦးဆုံးတိုင်ပင်လိုက်ပါအောင်မယ်ပြီးရင်အချောင်းပြန်မယ်နော်သူအိမ်ပြန်သွားတဲ့အချိန်မှာမိုဟန်ကကွန်ဆန်အချောင်းကိုမိသားစုတွေကိုပြောပြလိုက်တဲ့အချိန်သာဒီနေ့ဒီချိန်မှလေမသိရလူတရားကိုလက်ထပ်ဖို့ဆိုတာလုံးဝမှားယွင်းတဲ့ကိစ္စတခုပဲအသက်ကြီးရဲ့မိန်းကလေးဆိုတာဒီခေတ်ကြီးထဲမှာရှာရခက်တယ်ဒါပေမဲ့ငါတို့မိသားစုအကြောင်းကိုအမေတို့ဖေတို့ကဘလို့လို့သိပါမလဲအမေခုန်ဆန်ကတကယ်ကိုကောင်းတဲ့ကောင်းမလေးပါကျွန်တော်သူ့ကိုလွန်ခဲ့တဲ့ရက်အနေငယ်ကထွေးခဲ့တယ် အိမ်ထောင်မှုလည်းနိုင်နေနေစစ်စစ်ဆက်လည်းချွေတရာသုံးဆွဲတတ်တယ်တစ်ခါလောက်တွေ့ပြပါတွေ့ပြီးတော့မှအမိသဘောကျတယ်ဆိုမှကျွန်တော်လက်ထပ်ပါမယ်မုန်းနှမင်းကြီးကသူ့အတွက်လူကောင်းတယောက်ကိုဖန်တီးပေးလိုက်သလိုပါပဲခုံဆန်ကဒီမိသားစုလေးရဲ့ကေတင်ရှင်နဲ့ဖခင်မလေးဖြစ်လာလိမ့်မယ်ဆိုတာဘသူကသိနိုင်ပါလေလေ ။ကွန်ဆန်ရဲ့အဖေကသူ့ကိုအကောင်းဆုံးပြုစုပြောထောင်လာပေးခဲ့တာဖြစ်ပါတယ်။ကွန်ဆန်ကအရန်လဲလာပြီးတော့ရွှွန့်လွန်ထဲမှာမြုပ်နေတဲ့ဂျာနဲ့တူပါတယ်။သူမကိုမြင်လိုက်တာနဲ့လူတိုင်းကသဘောကျကြတယ်။မိုဟန်ကကွန်ဆန်ကိုလည်းရိုးရိုးရှင်းရှင်းနဲ့ပဲလက်ထပ်လိုက်ပါတယ်။အပူချိန်ကလုံးဝကိုတီးမခံနိုင်တဲ့အချိန်အထိရောက်လာခဲ့ပါပြီ။အိမ်ထဲမှာပန်ကာဆိုလိုတလုံးပဲရှိတော့တယ်။မိုဟန်ရဲ့လက်ထပ်ပွဲပြီးကြတဲ့ကဇနကီက မိုဟန်နဲ့ကွန်ဆန်တို့အခန်းအတွက်ပန်ငါတလုံးကိုပေးလိုက်တဲ့အချိန်မှာဒီမှာကတော့အိမ်နောက်ဖက်မှာယောက်ျားဖြစ်သူနဲ့အိတ်ဆက်နေပါတယ်။ဂျနကီရဲ့သမီးဖြစ်သူရှန်တာကတော့အရန်ပူလွန်တဲ့အတွက်အမေအရန်ပူလိုက်တာပန်ငါကလည်းအရန်အိုနေပြီ။ရွှေ့လိုက်မယ်ဆိုရင်တော့မှလေထိလိုက်တာနဲ့ချိုးကျသွားမလို့တောင်ဖြစ်နေပြီ။ပန်ငါရဲ့အောက်မှာတော့ကွန်ဆန်နဲ့မိုဟန်တို့ကအိတ်ဆက်နေကြပါတယ်။ချွေးတွေကသူတို့ရဲ့ခနာကိုကနေရေဒီကွန်လေးလိုစီးကြနေကြပါတယ်။အမေ ဒီဘူအတိမခံနိုင်တော့ဘူးရေသွားချိုးရအောင်ရေသွားချိုးရင်နည်းနည်းတော့တက်တာသွားမှာပါအေးရေချိုးတဲ့ရေကလည်းအေးမနေပဲနဲ့ပြုတ်ထားတဲ့ရေလိုပူလောင်နေရပဲဂျန်နကီရဲ့ထားလိုက်တော့ထားလိုက်တော့ကွန်ဆန်ကသူတို့ပြောတဲ့အကြောင်းအရာတွေကိုအခန်းခဲကနေအကုန်ချားနေရပါတယ်မိုဟန်ကပူပြင်းတဲ့နေရာအောင်မှလှုပ်လှုပ်ရတဲ့အတွက်အရန်ကိုမောဟိုက်နေကြပါပြီနောက်တစ်နေ့မှမှာဆိုရင်တော့အင်သားအလုံးကအလုတ်ကိုစီရှုံနေကြတဲ့အချိန်မှာကွန်ဆန်ကသူ့ရဲ့ရောက်ကမကိုပြောလိုက်တယ် အမေတမီးဈေးကိုခဏသွားလိုက်အောင်မဲဟဲဒီနေဘူကြီးထဲမှာဈေးကိုသွားရင်ဘာလို့မလို့လဲဘာရီလို့လို့လဲအော်ဟုတ်လိုအပ်ချက်ပစ္စည်းလေးတချို့သက်ဝယ်မို့ပါရပါတယ်ချန်တာ ကျွန်တော်ကျမနဲ့အတူတူခေါ်သွားမယ်နော်။ဟာမဟုတ်ဘူး။ဒီအပူကြီးထဲမှာမသွားချင်ဘူး။မသွားချင်ဘူး။အမရဲ့ကျမအခန်းထဲမှာပဲအိမ်မယ်နော်။ကွန်ဆန်ကချစ်ချစ်တောင်းနေတဲ့နေပူထဲမှာထွက်သွားခဲ့ပါတယ်။သူက drum side တလုံးကိုဦးတည်သွားလိုက်တာဖြစ်ပြီးအဖြူရောင် drum တလုံးကိုဝင်လိုက်တယ်။ဦးလီအပြောင်အောင် drum မရှိဘူးလား။အပြောင်အောင်ကဘာဖြစ်လို့လဲ။အပြောင်အောင်ဒီအခုတော့ရှားပါနေတာ။အော်ကျမအလုပ်ငန်းအတွက်နည်းနည်းလိုလိုပါ။အာတကယ်မိုးမမရှိဘူးဆိုလို့ရှင်ဟိုဘက်ဆိုင်မှာတော်ဝဲလိုက်မယ်လေ။အဲဒီချိန်မှာပဲ ထရန်နီကိုဝယ်နေတဲ့အချိန်မှာအင်နီနာချင်းဖြစ်သူရာတာကသူမရဲ့အပြုတ်မှုတွေကိုစောင့်ကြည့်နေခဲ့ပါတယ်။ချန်နကီချန်နကီတကားဖွင့်စမ်းပါဦး။နင့်ကိုသတင်းတစ်ခုပြောစရာရှိတယ်။မူနီဘာတွေဖြစ်လာရော။အေးငါ့ကိုအရင်ဆုံးအသက်ပေးရှူအောင်ပြီးရင်နားထောင်ဟုတ်ပြီလား။ဒီအိမ်မှာဘာလို့ရှိလဲ။ရှန်နာတော့တကယ်နဲ့မှအိမ်ကြီးရဲ့လေ။အေးနင်းရဲ့အချိန်မှဈေးထဲမှာဘာဝယ်နေလဲဆိုတာငါတွေ့လာခဲ့လို့လာပြောတာ။ဟမ်သူဆေးသွားတာတော့ဟုတ်ပါတယ်။ဘာဝယ်နေရလဲ။အပြောင်ဒရန်တစ်ခုဝယ်နေရတယ်လေ။ तू อ่ะอะไรบ่าลงไม่รู้เลยไม่ติดอูเลยมิ้นชุยมาอะคุมาเอ็งหยอดตาบ่ฮู้ล่ะตรันตะคู่เว่ไปแล้ว तू อ่ะบ่าลงไม่รู้เลยชินิกิงาอะคู่รอตั้วรอเมไอ้มาลุเสียกิซะเลยชินิโลชุยมาเปลี่ยนลายงาก็เปลี่ยนเปียวไลอเมอเมบ่าผิดเนี่ยแหละบ่าบิโลอะหลอดอ๋อตื่นตั้วอ่ะเลยนี่เหยยาวมาเลย အပြောင်ဒရန်နေဝယ်ပြီးဘာလို့မလို့လဲမသိဘူး။အော်အမေရဲ့သူ့မှာစီစဉ်ထားတာတခုရှိလို့နေမှာပေါ့။ကွန်ဆန်ကခြံနောက်ဖက်မှာအပြောင်ဒရန်တခုကိုချပြီးတော့ထားလိုက်တဲ့အချိန်မှာလူတိုင်းကလည်းသူ့ကိုကြည့်နေကြပါတယ်။သူကထိတ်ဆိတ်စွာနဲ့ပဲအထဲဝင်သွားတယ်။အပြင်ပြန်ထွက်လာတဲ့အချိန်မှာအိုဟောင်းနေတဲ့အင်္ဂါတစ်လုံးရယ်ပလတ်စတစ်ပိုက်တစ်ခုရယ်မြေအိုးတစ်လုံးရယ်နဲ့ ကျိုးပဲ့နေတဲ့ချင်းတစ်ခုရဲ့ယူပြီးထွက်လာခဲ့တယ်။ထောင်မြင်တော့မိုဟန်နဲ့သူ့အဖေကရောက်လာပြီးခွန်ဆန်ဒါရီအားလုံးကဘာရီလဲဘာလုံးမလို့လဲ။အာဘာမှမလုပ်ပါဘူး။ကျမရှင်တို့အားလုံးကိုအေးအေးချမ်းချမ်းနဲ့အိတ်စီချင်လို့အေးအေးချမ်းနဲ့အိတ်စီချင်လို့ဒီပြောင်ဒရန်ကဘာလုပ်ဖို့လဲ။အော်ကျမကဒီပုံတစ်ခုထဲမှာမြင်ဖူးတယ်။အဲကူလာလိုမျိုးလောက်ကြတာလေ။ကျမအဲ့ဒါကိုဖန်တီးပေးမလို့။ဟာထိုင်ရင်ကောင်းတဲ့ idea ပဲခွန်ဆန်။မင်းအဲ့လိုလုပ်ပေးမယ်ဆိုရင်တော့ငါတို့အရန်နဲ့ကျေးဇူးတင်တာပေါ့။မြေဦးထဲကိုရေတွေအကုန်လုံးလောင်းထည့်လိုက်ပြီးလို့ရှင် pipe နဲ့ပန်ကန်နဲ့ကိုချိတ်ဆက်လိုက်မယ်။စာချင်းတော့ ဒီ drum ကိုလေအလေကနေဖြတ်ဖို့လိုအပ်လိမ့်မယ်။ဟုတ်ပြီဟုတ်ပြီလို့ပြောကမိုဟန်ကလှုပ်ပေးလိုက်ပါတယ်။ခနာကြမှာပဲကွန်ဆန်ရဲ့လက်ရာရင်းနဲ့အဲကူလာတလုံးက PC သွားပြီဖြစ်ပြီးသူမကအိမ်ထဲကိုဝင်ကားဒါလေးကိုဖွင့်လိုက်တဲ့အချိန်မှာ drum ထဲကနေပြီးတော့အေးများလာတဲ့လေတွေက trap ပေါ်လာခဲ့ပါတော့တယ်။အိမ်သူအိမ်သားတွေလည်းအရန်ကိုသဘောကျသွားပြီးတော့ဒီလောက်တောင်တီထွင်နိုင်ဆွမ်းရှိရဲ့ချိန်မှဖြစ်သူကိုအားလုံးပဲအံ့ဩချီးမွမ်းနေခဲ့ကြပါတယ်။အခုချိန်မှဆိုရင်တော့သူတို့ရဲ့အိမ်လေးကပန်ကာတစ်တလုံးဝယ်စရာမလိုတော့ပဲအပူတန်အောက်မှာလူတွေကအေ ေးချမ်းချမ်းနဲ့အိတ်ဆက်နေနိုင်ပြီပဲဖြစ်ပါတယ်